လေနဲ့ထိရောက်တော့တစ္ဆာဒိဋ္ဌံပြုနေဘဝမှာဘုန်းကြီးတို့ယက်တိကြရတဲ့အခါနေထိုင်ကြရတဲ့အခါမှာအစဉ်ပြေခြင်းမပြေခြင်းဆိုပြီးတော့လောကဓာတ်တရားတွေဟာလူတိုင်းကြုံတွေ့ကြရတယ်တတော်အားတွေမှာဒါပေမဲ့အစဉ်မပြေတာပုံများတာပါပဲနော်စိတ်ချတာတာနဲ့စိတ်ဆင်းရတာရတာနဲ့ရှင်းကြည့်လိုက်ရင်ဘယ်ဟာပုံများလဲစိတ်ဆင်းရတာပုံများတယ်ဘုန်းကြီးတို့ဘွားတွေအဲဟာလောကမှာ ငွေငွေဒီငွေတော့လက်ရတယ်မရှာလို့ရလဲမဖြစ်ရှာပြီးပြန်တော့လဲနော်ငွေရရှာရတာခက်တာတုံးတော့လွယ်သလားမမင်းနော်လွယ်လိုက်တာနော်ရှာရတာခက်ခဲသလားပင်ပန်းကြရတယ်ဆင်းရဲကြရတယ်ကဲထားတော့လောကီရေးရာကိစ္စတွေမှာပဲဖြစ်ဖြစ်လောကုတ္တရာရေးရာကိစ္စတွေမှာပဲဖြစ်ဖြစ်အခက်ခဲတွေအစင်မပြေမှုတွေကြုံလာရတတ်တယ်ဒီလိုကြုံလာရတဲ့အခါမှာဘုန်းကြီးတို့ဒီကရမတို့ကဟိုဟာတစ္ဆာလက်နက်ကိုအတုံးပြရမ ဘာလက်နဲ့ကိုအသုံးပြုရမလဲဒါတစ္ဆာလက်နဲ့ကိုအသုံးပြုရတယ်ဒါပေမဲ့တော့တခါတလေကြတော့မေ့နေတယ်အခက်ခဲတွေကြုံလာတဲ့အခါမှာအဲ့လိုတစ္ဆာဆိုကိုမေ့နေတော့ဘာလို့ရမလဲဘာလို့ရမလဲနော်ခေါင်းတွေရှုပ်လာတယ်တခါတလေဘဝမှာလမ်းဆောင်အောင်ရောက်ရောက်နေတယ်လို့မျိုးပေါ့နော်ဒီဘက်လမ်းအောင်လိုက်ရမလားဟိုဘက်လမ်းအောင်လိုက်ရမလားကွာလမ်းမသိတဲ့အရက်တွေတော့ခီးသွားတဲ့အခါမှာ အဲ့တော့ GPS ကလည်းပျောက်နေမယ်လိုင်းလည်းပျောက်နေမယ်မိမဲ့လူလည်းမရှိသေးဘူးဘယ်လောက်အောင်ရွေးလို့ရမှမသိဒီလိုမျိုးတွေကြုံရတယ်လို့ပဲတော့တခါတလေကြာရင်လောကီစီးပွားရေးကိစ္စတွေလူမှုရေးကိစ္စတွေနိုင်ငံရေးကိစ္စရတွေမှာအစမပြေမှုတွေအခက်အခဲတွေကြုံလာတဲ့အခါမှာဘယ်လိုဆုံးဖြတ်အောင်လဲဆုံးဖြတ်ချက်ကတစ်ချက်မှားလိုက်တာနဲ့ကိုယ်တွေ့နင့်နာမှုတွေရှိတယ်ဆိုတော့အရန်ကိုအရေးကြီးတယ်ဒီလိုမျိုးကဏ္ဍတွေကြာရင်မလုပ်ရမလဲဆိုတော့ဒါတစ္ဆာဆိုရမယ် ဘာလို့အောင်ပါလဲဘုရားတော်ဒါတစ္ဆာဆိုရမယ်ဒီတစ္ဆာကလေးနဲ့ထိအောင်ဆိုတတ်ဖို့လိုတယ်တချို့ကဒီကရမကြီးတချို့ဒါတစ္ဆာကြီးဆိုတယ်ဟာဒီလိုလိုတစ္ဆာဆိုတာပဲမစွမ်းဘူးဗျာလို့ဖြစ်တတ်တယ်နော်ဘာလို့ तू ကနိစ်နော်ဟောနိစ်စနစ်မကြလို့ပေါ့လိုတစ္ဆာဆိုတာမစွမ်းတာဒါစနစ်တကြတစ္ဆာဆိုရင်စွမ်းတယ်အဲဘယ်လိုဆိုမလဲဆိုတော့ဒါဘုရားကအချိန်နဲ့တော့လိုရည်တူရင်မိတ်မယ်နော်ပြောပြပေးမယ်အာယုံဆိုင်ပြီးနားတော့လက်တွေ့ဘဝမှာလိုင်းနာကျင့်ကြံဖို့ဘုရားလိုရည်တူရှင်ပြောခြင်းဖြစ်တယ် ဘုရားဒါတစ္ဆာဆိုတော့မယ်ဆိုရင်အရင်ဦးဆုံးဒါကိုယ်အိမ်မှာဆိုရင်အိမ်မှာပေါ့နော်ဟုတ်တာဒါအိမ်မှာတစ္ဆာဆိုရဲဆိုရင်တော့အချိန်ပူရတယ်တကယ်၍အချိန်ရဘလို့မမရဘူးဆိုရင်တော့တွားရလာရင်လမ်းမှာတစ္ဆာဆိုလို့တော့ရတယ်အိမ်မှာတစ္ဆာဆိုဖြစ်တယ်ဆိုရင်တော့အချိန်လည်းရခဲ့တယ်ဆိုရင်တော့အိမ်မှာတစ္ဆာဆိုပြီးဆိုရင်ဘုရင်တို့ဖျားပန်းရေချမ်းပေါ့ တည်တည်ကြကြကတ်နော်အာဖျားပန်းရေချဲအဲ့လိုကတ်တဲ့အခါမှာဟောဖျားပန်းရေချဲကိုရင်ရဖျားစင်ရေဖျားရဗုဒ္ဓဝေယဝေစာကကြတော့အဲ့လိုမျိုးတက္ကမကြီးတွေကတော့တော်တော်များများလောက်ကြပါလေဒါပေမဲ့အဲ့လိုတက္ကကြီးတွေတိတ်မလို့ဘူးတက္ကကြီးတွေအဒီအလောက်ကဒါအမျိုးသမီးတွေအလောက်ပဲလို့အဲ့လိုဖြစ်တယ်မဟုတ်ဘူးနော်တော်တက္ကကြီးတွေလောက်ရမယ်ဒါဥပမာဘုဘုတို့ဒါဆုံးကကြွားတယ်ဆိုရင်ဆုံးလောင်းတဲ့သူကြည့်လိုက်ရင်လေ ဆယ်ယောက်မှာ၉ယောက်ကအမျိုးသမီးတွေတက္ကမတွေတင်တယ်နော်တက္ကကြီးတွေစွန်းလောင်းတာနဲတယ်နော်အဲ့ဒါလိုလည်းမဖြစ်ရောက်ဟာဖုံးဖုံးကလည်းအဲ့ဒီတက္ကမကြီးတွေစွန်းလောင်းနေဆိုတာကဟိုဟာတပိတော်ဆိုရှာထားတာလေနော်တပိတော်ဆိုဟုတ်တော့ဟုတ်တော့ဗောဒါပေမဲ့ကိုယ်တိုင်ကုသိုလ်ပြီးတော့ပုံမြတ်တာဗောเนาะတချို့တရားကြီးတွေကဩငါလောင်းငါမလောင်းလဲเนาะအဲငါအမျိုးသမီးလောင်းတာပဲငါအိမ်အားလူတွေလောင်းတာပဲဒါဒါငါရှာလာတာဆိုငါလည်းကုသိုလ်ရတယ်ဗောဟုတ်တယ်ရတော့ရတယ် ရှာထားလို့ဟောလှူပေးတာဒါပေမဲ့ဘာကုသိုလ်ပဲဖြစ်ဖြစ်ကိုယ်တိုင်ကိုယ်ကြောင့်ပြုရမယ်နော်ကိုယ်တိုင်ကိုယ်ကြောင့်ကုသိုလ်ပြုရင်ပို့စွမ်းတာပူအာနုဘောကြီးတာပေါ့နော်ပူအာနုဘောကြီးတယ်နော်အဲအတတ်နိုင်ဆုံးဟောလို့တဆင့်ကုတ္တကံလေဟောလို့ပေါ့အဲ့တော့တခါတလေဘလို့မှအเจ้าမညီညွတ်ရင်တော့ဟောလို့ကိုယ့်ရဲ့မိတ်ဆွေတွေပေါင်းသေးတွေတရားရောက်ကိုကိုယ်အစာလှူခိုင်းတာပေါ့လှူပေးပါဘူးဒါပေမဲ့အတတ်နိုင်ဆုံးတော့ကိုယ်တိုင်လှူနော်ကိုယ်တိုင်ကိုကြဟောလို့မြတ်သဟာတိကဒါနာကိုယ်တိုင်ကုတ္တပြုပြီးပူပြီးအာနုဘောကြီးတယ် ်နော်အခုလည်းခွေးဒါသစ္စာဆိုတော့မယ်ဆိုရင်ခွေးပြောပြမှာဒကာသမားတွေဖျားကိုင်းရေချောင်းကိုနိုင်ကုတုပြုကိုအိယာအိမ်ကူတွေမခိုင်းနဲ့နော်ဒီအိမ်ကူတွေကကျတော့အိမ်မူတန်ရှိရခိုင်းရင်ခိုင်းကိုမှာအိမ်ကူတွေရှိရင်တော့နော်အဲဒီဖျားပန်းဖျားရေချမ်းဒါကတော့ကိုယ်တိုင်လုပ်ကိုယ်တိုင်လုပ်ဒါဗုဒ္ဓဝေယဝိသနော်ဒါဗုဒ္ဓဘာသာဝေဖြစ်နေတယ်သာသနာနဲ့တွေ့ကြုံနေလို့ဒါလေးကိုယ်တိုင်ပြုလုပ်ခွင့်ရတာဒါဗုဒ္ဓဝေယဝိသလုပ်ဖြစ်ဖို့လုပ်ခွင့်ရဖို့ဆိုတာဒါနဲ့လေဘုံကမဟုတ်ဘူး နော်ကိုရခြေရလက်တရားတာရသမီးရရောက်ကြအတွက်ခုမိသားစုအတွက်လုပ်နေရတာဖရားအတွက်လည်းလုပ်ရမယ်နော်ဗုဒ္ဓဝေယဝိဇ္ဇာနော်ပုံမြတ်တယ်ကဲဟုတ်ပြီအဲ့တော့ဗုဒ္ဓဝေယဝိဇ္ဇာဖရားဖရားကအရင်ဆုံးတတ်နိုင်ရှင်ရှင်တတ်တတ်ရရလေးလုပ်မယ်အဖရားစင်ပေါ်မှာဘယ်ဖုန်ကြီးပေးတဲ့အဆောင်ဘယ်ဝိဇ္ဇာပေးတဲ့ပစ္စည်းမတင်ရဘူးဖရားစင်မှာဖရားပဲရှိရမယ်နော်ဖရားစင်မှာတချို့ကကိုအဖေနဲ့မိဘုံတွေတင်ကြတယ်မတင်ကောင်းဘူးမတင်ကောင်းဘူးနော်အဖေမိဘုံနဲ့ဖရားစင်ပေါ်မတင်ကောင်းဘူးနော် အဖေမေနဲ့ဖခင်နဲ့ကလေဗယ်မှမတူတာယူနော်အကြတော့ဖခင်အဖေနဲ့မေကိုလေးစားရတယ်ဟုတ်ပြီလေးစားရဲဆိုရင်ဖခင်စင်ဘေးနားမှာသူ့တဲ့တီးတန့်လေးနော်အကြအဲ့ပုံလေးတွေကိုလေထားကျင်နေဆိုရင်ဖခင်စင်ဘေးနားမှာတီးတန့်ဆင်နဲ့ထားရင်ဒါမထားလဲပုံကတ်မယ်ဆိုလဲကတ်ပေါ့နော်ဒါပေမဲ့ဖခင်စင်ဘေးနားမှာတီးတန့်ထားဖခင်စင်တဲ့နည်းနဲ့နှိမ့်နော်ဖခင်စင်တဲ့နည်းနဲ့နှိမ့်ရပါဖျားစင်နေတဲ့နဲ့နေပြီးတော့ထားရမယ်အဖေမေပုံနေရစအဖေမေပုံတို့တချို့တာဝိဇ္ဇာတွေလည်းအဲ့တိုင်းပဲ အဲ့တော့ဖြစ်နိုင်ပုံမထားနဲ့ဒါမေတ္တာဖို့အမြောက်ပဲเนาะတချို့အဲ့လိုမျိုးပေါ့เนาะဒါဝိဇာတွေအမတ်တရားထားခြင်းနဲ့ဆိုရင်တော့မှအဲ့လိုဖုန်ကြီးပုံတွေလည်းအဲ့လိုမျိုးပဲဖျားစင်ပုံမှာတင်နေဆိုရင်တော့ဖျားစင်ပုံမှာတစင်ဖျားကမြင့်နေရမယ်ဖုန်ကြီးကနေရမယ် အော်ဘီနော်အဲ့လိုတန်းသူမထားနဲ့နော်ဖေတော်ဘုန်းကြီးပုံတွေလည်းဖျားဖျားစင်နဲ့တန်းသူမထားကောင်းဘူးဟိုတော်မထားကောင်းဘူးဖျားစင်မှာဖျားပဲရှိရမယ်အော်တကယ်လို့ရဟန်းတန်ငါပုံတွေထားခြင်းနဲ့ဆိုရင်တော့မှဖျားစင်ပုံမှာတစင်းဖျားမြင့်ပြီးတော့ဘုန်းကြီးရဟန်းတန်ငါတွေနေရမယ်နော်လူပုံမိဘပုံကတော့ပူပူဖြစ်သွားပြီးသူကတိချဟုတ်ထားရမယ်စင်ပုံကိုမတင်ရတော့ဟုတ်ပြီနော်အဲ့တော့ဖျားစင်မှာတက်တယ်နဲ့အဆောင်တွေလည်းမတင်ရဘူးတချို့ကအဲ့လိုကောက်တင်ကြတယ် ဟုတ်တယ်တချို့ကထီတွေထိုးပြီးတော့လေဟုတ်တယ်ထီလက်မှတ်တွေဖျားစင်မတင်တာထီပေါက်အောင်လို့နော်ဒါပေမဲ့လည်းတခါမှလည်းမပေါက်ဟုတ်ပြီနော်ဖျားစင်မလို့ထီလက်မှတ်တွေလည်းမတင်ရဘူးဖျားစင်ကကြီးလိုက်ရင်ရှင်းပြီးတော့ဖူးလိုက်တဲ့အခါမှာကိုယ်စိတ်ထဲမှာကြည်နူးမှုလေးဖြစ်သွားတာပဲရှင်းနေရမှာနော်အဲ့ဒါတချို့ကဖျားစင်မှာဘယ်ရပုံဟိုကပုံဒီရပုံ နော်ဒါဘယ်ဖျားဒါဒါဘယ်မျိုးကဖျား အဖယ်စင်ကြီးလာရှုပ်ချက်တွေခတ်ပြီးတော့ဘယ်ဖျားဖို့အောင်မတူစွန့်တော့ကဲ့တော့ဘယ်ဖျားကဲ့အောင်မတူဖြစ်သွားမယ်ဟုတ်ပြီလားနော်အဲ့တော့ဖျားစင်မှာအကောင်းဆုံးကတော့ဖျားတစုဝဲထားတာကောင်းတယ်နော်အလုံးစုံထားခြင်းတုံးစုပေါ့လေအဲ့လိုပေါ့အဲ့လိုတိတိမမလေးတွေအများကြီးထားရင်နည်းနည်းစိတ်ချုပ်တတ်တယ်ဖျားစင်မှာတန့်စင်ရဲ့လောရတာလည်းခတ်တတ်တယ်ဖျားကန်းနဲ့ဝင်လိုက်တာနဲ့ကိုင်ရဖျားကိုဖူးလိုက်တာနဲ့စိတ်ထဲမှာငြိမ်းချမ်းသွားအောင်ကြည်လင်သွားအောင်ဖျားကန်းတန်ရှင်းပြီးတိုက်ရနေရမယ် ်ထုတ်ပြီနော်ဖျားပြောင်းတီးတန့်လीဖျားစင်ကိုအသေးချာချာလို့ပြင်းပြောင်းမလုံးနဲ့ဟုတ်ပြီနော်အဲ့ရအဲ့တော့ဖျားစင်ကဖျားစင်ရတဲ့ဖို့ဘုံတော့ဖျားစင်တရင်သုံးတယ်အဲ့ဒီကြောင်းတော်ပေါ့ဒါကဏ္ဍကုတွေပါပဲဖျားစင်ကအဲ့တော့တေကြကြလေးတန့်စီနေတာစနေတကြပြုရမယ်ကိုတိုင်ပြုရမယ်နော်တကကြီးတွေလည်းတကကြီးတွေလည်းကိုတိုင်လုပ်ရမယ်နော်အဲ့တော့ကိုတိုင်လုပ်တကကြီးဓမ္မကြီးတွေအာဖျားကတန့်စီရေးလုပ်ပြီးတော့ပတ်ရည်ချမ်း အာစွန်ကတဲ့ဆိုလဲခွက်သေးသေးလေးတွေနဲ့မကတ်နဲ့ရေသေးသေးလေးတွေခွက်သေးသေးလေးတွေနော်အဲ့လိုမကတ်ရဘူးနော်ပြီးတော့တချို့ကဖျားအောင်ဟိုလိုမျိုးပေါပေါပေါဆိုလေးဖြူးပြီးတော့ကတ်တယ်နော်အခုကျတော့ပေါပေါဆိုနဲ့မစားဘူးနော်အာဒီအောင်မြင်ပေါက်ရအောင်ဆိုပြီးတော့ပေါပေါမမြောက်ဖြစ်အောင်ဆိုပြီးဖျားအောင်ပေါပေါဆိုကတ်နော်အဲအဲပေါပေါဆုပ်နဲ့သမင်းနဲ့စွန်နဲ့ဘလို့စားမလို့အဲ့ဒါကိုလည်းပေါပေါရရဖြစ်အောင်နေတယ်ပေါပေါဆုပ်ပဲစားပါလားအဲ့ကြတော့မစားဘူးဗျဖះ ကြတော့တာနော်ပပဆုတ်ကြဟုတ်ပြီအဲဘာမဆိုင်ဘူးနော်အဲပပရရဖြစ်တယ်ဆိုရင်အဲ့ဒီပပရောင်းတဲ့သူတွေပို့ပြီးပရောက်မှာပေါ့နေတယ်ပပရောင်းနေတာနော်ဒါတွေကမဆိုင်ဘူးဒီအယူတွေကိုသိပ်ပြီးတော့ဒါမယူကြနဲ့နော်လဲမနေတဲ့အယူတွေနော်အဲရအကန်ကောင်းခြင်းဘာလို့မှာစိတ်ကောင်းစေနာကောင်းထားရမှာလीအဲ့တော့ကိုကကန်ကောင်းအောင်ဆိုပြီးရေရချင်လို့တော့ကန်မကောင်းဘူးစိတ်ကောင်းစေနာကောင်းထားနော်ကဲကဲထားတော့ အဲ့တော့ဖျားဆင်ကိုတော့ဝါတန့်ရှင်ရေကိုတိုင်ပြူပန်းရည်ကြံဆွမ်းဆွမ်းကိုလည်းတေးကြကြတကယ်တော်တော်တေကြအယုံပြပြလေးနဲ့နဲ့ကပ်နော်အလိုမျိုးဟိုကောင်းတာကတော့လေညာတပိတ်ဝဲနော်ညာတပိတ်ဘာလို့တေးသေးလေးမဟုတ်နော်တေးကြတာဖုန်းတော့အခုရဟန်းတော်တွေတုံးနေဆိုင်ပေါ့ညာတပိတ်ကြီးကြီးလေးဝဲ ဘုရားဖျားအများတပိတ်နဲ့ကြရင်ပူကောင်းတယ်နော်ဘုရားရှင်ကတပိတ်နဲ့ဖုံးပေးတယ်လေဘုန်းတော်မြတ်စွာဘုရားလीအဲ့ဒါကိုစွန်းရေချမ်းနေစွန်းစွန်းရင်းတွေဆိုလည်းတကယ်ရဟန္တာငါတွေကိုကြောင်းကိုအိမ်ကိုကြွလာသူကိုကတ်တယ်လို့မြတ်တန်တနာဘုရားရှင်ရှိမှစပွဲလေးနဲ့ကတ် နော်စပွဲလေးနဲ့ကြာနနာကဆွန်ဆွင်းလေးတွေထည့်ပေးအဒီဟင်းလေးရဘိုင်းလေးပါဗျာကိုမိသားစုစားတဲ့ဟင်းပဲနေ့စဉ်လှုပ်တဲ့နေ့စဉ်နေ့စဉ်ကံကောင်းခြင်းပြောတာနော်ဒီနေ့စဉ်ပန်းအဖျားကိုစောပန်းရေချမ်းတေးတာဆွန်လဲတေးကြကြကြာနနာကကိုမဒဂါကြီးဒီမကြီးနေနေအေးတယ်ဆိုရင်ရေအေးမတော့ရေနွေးလေးတောက်တယ်ဖျားကြတော့ရေအေးတိုက်ပြီးကိုကရေနွေးမတော့နော်ကိုလည်းရေနွေးတော့လို့ဖျားကလည်းရေနွေးလေးကနော်အရန်ပူတဲ့အခါဆိုရင်န နဲ့ရေးအေးလေးကဖျားလीနော်အဲ့အဲ့လိုမျိုးရှိတယ်နော်အော်တခါတလေကဲထားတော့နော်ဒါရမှရင်လဲကြာသွားမှာစိုးရသေးတယ်အချိန်ကနေသွားတော့အဲ့ဆိုတော့ဖျားစင်ကိုတေချာတန့်ရှင်ရဲ့ကုသိုလ်ပြုဆုံးအောင်လေတေချာကတ်တကယ်တော့တေချာဖျားကိုအိမ်ကိုကြောက်ပြီးဆုံးဖုံးပေးနေတယ်အာယုံပြုတ်ပြီးတေချာကတ်ကတ်ပြီးတော့အဲ့လောကပ်ပြီးတဲ့အခါမှာဖျားရှင်သာဆုံးဖုံးပြီးသွားပြီးဆိုတော့အဲ့ဆုံးတွေကိုဆုံးပေါ့နော်ဖျားဖျားတို့ကဆိုတာဟိုငါအချိန်များရင်ငါမ တဲ့အချိန်ရရင်7မိနစ်လောက်စောင့်ဖះရှင်စောပေါ်ပေးနေတယ်လို့အာယုံပြုပြီးတော့ကိုကတော့ဗုဒ္ဓံတို့တိတိပါဝနာပွားနေဒီပေါ့နော်ကဲဒါတော့ဒါအကြံပြင်းပဲပြောပါမယ်အဲ့တော့ဘုရားဆုံးပန်းရေချမ်းကဲပြီးအဲ့ဆုံးကိုလည်းပြန်ဆုံးပြီးတော့ဘုရားပကံနဲ့မစားကောင်းနော်ကိုရဲ့ပကံတည်တံ့တယ်ကိုထည့်ပြီးစားဘုရားရှင်တဲ့တည်တံ့ပကံဒီလောကတည်တံ့ထားတာနော်ကဲဟုတ်ပြီဒါဘုရားအတွက်ကွာအဲ့လိုမျိုးလေးလေးနက်နက်တော်တော်ရရကြဖျောင်းအာယုံပြုတ်ပြီးတော့ကိုယ့်အိမ်အောင်ပင့်လိုက်တာပန်းရေချမ်းသေးချာကက်ပြီးတော့ အရာဖះစင်ရဲ့တကယ်အလိုတတ်တော်ထင်ရှားဖះရှင်ရဲ့ရှေ့မှာဘုန်းတော်ကြီးတော်မူတော်မြတ်စွာဘုရားဆိုတော့ခင်မွန်းကြီးဆယ်ဘွားတောင်းမှန်လေးလေးနက်နက်လीနော်အဲဘုန်းတော်ယောဂီတွေဆိုရင်အဲဒါပရိကံပြုပေးတယ်နော်ပရိကံပြုတဲ့ပုံစံလေးပေါ့နော်ဖဖုံးကအချိန်နဲ့တော့ဖဖုံးမဲဆိုပြလိုက်တော့မယ်တရားဓမ္မကြီးကမှတ်ထားလိုက်ပေါ့နော်အဲဒါမတိုင်ပြီးတော့အချိန်နဲ့သွားလို့ ဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရားဖျားသူပြီးတော်တို့သည်ဖျားသူပြီးတော်သည်တန်တရာမဆာ၏ယခုချိန်တွင်ဖျားတရားတန်ကယတနာမြတ်သုံးပါးသို့အပေါ်၌ဖျားတရားတန်ကမိဘဆရာသမားခမိုးကြီး၁၀ပါးမပြစ်မသည်မပြစ်မထိုက်သောပုဂ္ဂိုလ်များအပေါ်၌ကာယကံဝစီကံမနောကံကံသုံးပါးတို့ဖြင့်မိုင်မဲဒီလျောက်အတွေ့ဝေဒီလျောက်မလိမ္မာသည့်အလျောက်အပြစ်ကြီးငယ်များရှိခဲ့ပါက တေးကန်ခွလက်တော်မူကြပါဗျာတေးကြကြဥချကြတော့နောက်တစ်ခေါက်တေးကန်ခွလက်တော်မူကြပါဗျာကြကြနန္နတေးကြကြတော့လေးလေးနဲ့နဲ့ကြတော့တေးကန်ခွလက်တော်မူကြပါဗျာသုံးချိန်သုံးခါဖျားကိုတက်တော်ထင်ရှားဖျားကိုအာယုံပြုတ်ပြီးတော့ကိုပြစ်မမိခဲ့တဲ့ရဲနာသုံးမခမွနီ၁၀ပါးတွေကိုအပြစ်တွေချိန်ပါစေလေးလေးနဲ့နဲ့အရှင်ဆုံးရှစ်ကိုတောင်းပန်ရတယ် နော်ကိုမှာအပြစ်တွေအဲ့အပြစ်တွေရှိတိုင်းဘဝမှာတက်လန်းနေပိတ်တယ်အစအလောက်ကန်နေအစမပြေမှုတွေကြုံရတယ်နော်ဒါကွန်မြူနစ်ဆယ်ပါပြတ်မှားတဲ့သူတွေကဒန်ဆယ်ပါတက်နေအဲ့တော့ကိုကအဲ့လိုတချို့ဒီကနေမှာဒီအလုပ်တွေရမ်းကြိုးစားပြီးအောင်မြင်တဲ့လောက်မအောင်မြင်လို့ဆိုတာနော်ကံညာဝရိယကောင်းတယ်ဆိုပေမဲ့လေကိုကဒီကံညာဝရိယကောင်းတယ်ဆိုတဲ့ခါမှာကံကံအဲ့ကံဆိုတဲ့ကံနာမှာဒီအောက်တာအကုသို့ကံနေရှိနေလေဘလို့ကြိုးစားကြိုးစားမအောင်မြင်ပြန်ဘူးဗျာ အဲ့တော့အဲ့လိုလည်းရှိသေးတယ်နိအဲကံလည်းကောင်းအောင်နော်အဲ့ဒီအကုသိုလ်ကံတွေရောဒီကောင်းမှုကုသိုလ်ကံနဲ့ခြေဖြတ်ရမယ်အတောင်းမှရှိခိုးရမယ်နော်အဲ့လိုတတော်ထေရှားပြောင်းအောင်ဒီလိုအာယုံပြုပြီးတော့အဲ့ဟာတောင်းမှဖျားတပြီးတော့တော့ပေါ်နိုင်လေသူတစ်ပါးတို့ကအပြစ်ကြီးငယ်များရှိခဲ့ပါကဖျားတပြီးတော့သိခံခွတ်လို့ပါတယ်ဗျာကိုငါ့အော်တော့ဘယ်သူကဘလို့ပြောတာပဲဆိုတော့မုန်းနေအာဃာတတွေမထားနဲ့အကုန်လုံးခွတ်လို့ပေးလိုက်ဘုနာဘောတော့ခွတ်လို့လိုက်မှအေးချမ်းသွားတာ ။တန်ခေါ့ဘသူကဘလို့မကောင်းကြံတာဘလို့မကောင်းပြောတော့စိတ်ကပူနေရတယ်။စိတ်ကပူလောင်နေတယ်မကြည်တော့ဘူးစိတ်မကြည်ရင်ရုပ်လည်းမကြည်ဘူးဉာဏ်လည်းမကောင်းတော့ဘူး။လောကီမှာစောင်းနေစီးပွားရေးလုပ်တယ်လုပ်တဲ့ကဉာဏ်ကောင်းမှုရေးကြီးရယ်လေ။ဉာဏ်ကောင်းမှုကစိတ်ရှင်းမှဉာဏ်ကောင်းမှစိတ်ကမကြည်မရှင်းဉာဏ်မကောင်းတော့ဘူး။ဟုတ်ပြီနော်အဲကြတော့ညံကောင်းဖို့အတွက်စိတ်ရှင်းဖို့အတွက်အမုန်းအာဃာတတွေမထားနဲ့ နော်ဒါဒါဒကာဓမ္မတွေအဲ့ကြတော့ဖျားပြတော့ပေါ်နေသူတော်ဘာတို့ကအပြစ်ကြီးငယ်များရှိခဲ့ပါကလည်းတပည့်တော်တို့ကအခက်ခက်သိတိတ်ကန်ခွက်လွတ်ပါတယ်အပြစ်မရှိပါဘူးနော်တကယ်တော်တော်ထေရှားဖျားအောင်ရှောက်တယ်လို့လေးလေးနက်နက်ရှောက်ပြီးတော့ ဒီ၅ပါးဒီလာစောက်သည်နော်အဲ့တော့အဲ့တော့တဏ္ဍာကုံ၃ပါးနဲ့၅ပါးဒီလာကိုဘုရားရှင်ရှိမှာတောင်းစောက်သည်စောက်တည်ပြီးတော့ဗုဒ္ဓံတုတ်တိဘာဝနာလေးကိုအချင်းကျုပ်လေးပွားလိုက်အချိန်ရရင်ရတဲ့လောက်ပေါ့နော်အပိသောဘုရားနာဣတိပိသောဘဂဝါအရဟံအဲ့တော့ပွားပွားပြီးတော့ဒါပါဠိအနက်အတိတ်ပဲလေးသိနေတယ်အဲ့အနက်အတိတ်ပဲပါအာယုံပြုတ်ပြီးမှပွားအဲ့ဟာပူဆွမ်းတယ်တချို့ရွတ်တော့ရွတ်နေပါရွတ်မှန်းမသိဖြစ်တတ်တယ်နော်ဖျားရဲ့ဂုံတော်တွေကိုအာယုံပြုတ်ပြီးတော့ဒါဗုဒ္ဓံတုတ်တိဂုံတော်ပွားပါဒါဗုဒ္ဓံတုတ်တိဂုံတော် ဘွားနီတော့အရင်ဘဘောဟောတာဘူးပါလေအဲ့တရားတွေပြန်ရှာနာကြည့်ပေါ့နော်ဒီမှာတော့အချိန်နဲ့တော့မပြောတော့ဘူးဒါပေါ်တော့တတိကုံတော်လေးကိုအချင်းချုပ်လေးပွားလိုက်လေးနဲ့နဲ့ပွားတတော်ထင်ရှားပြအောင်ဘာကြောင့်ပွားခိုင်းတာလဲဖခင်ရဲ့အားတွေယူလေကိုယ့်ရဲ့တစ္ဆာကအဲ့လိုတိုင်းဝိုင်းလိုက်ရတာပေါ့နော်ကိုယ့်ရဲ့တစ္ဆာကိုစွန့်အောင်လို့ ဟိုမှာဘုန်းကြီးတော်ဒီကနမတွေတချို့တွေလက်စွပ်တွေပါတုံးပြူတယ်နော်အဲတုံးတဲ့ကမှာဒီကြောက်ကသူ့အတူစီတိတ်မဆွမ်းဘူးသူကသူရန်လိုက်တာပေါ့ရွှေလေးနဲ့ကော့လိုက်မယ်ဗာလေးနဲ့ကော့လိုက်တယ်ဆိုရင်အယန်းကိုပို့ပြီးတော့ဒီကြောက်ရဲ့တံပိုးကပို့ဈေးကြီးသွားပို့တံပိုးကြီးသွားတယ်လို့ပဲဒီပစ္စည်းကလေတိုင်းဝိုင်းလိုက်ရင်ပို့ပြီးတံပိုးကြီးသွားတယ်အဲအခုလည်းအဲ့လိုမျိုးပဲကိုရဲ့တစ္ဆာဒီတိုင်းတန်းဆိုရင်ဆွမ်းလိုက်မဆွမ်းလိုက်ဖြစ်တတ်တယ်ဖရာတရားတန်ခါရဲ့ဂုံတော်တွေနဲ့ဝင်းရလိုက်တာအဲလိုမျိုးအရင်အားယူလိုက်တာရန်နာတုံးမအားအောင်ယူရတယ် နော်အဲ့လိုမျိုးဖျားဖျားတန်ကာဟိုရေတပေါ်တော်တည်းတည်းကုံတော်ပွားပွားပြီးတော့ကိုယ့်ရဲ့အတတ်နဲ့ခံတော်ဘုရားလှူရတယ်နော်အတတ်နဲ့ခံတော်ဘုရားလှူပြီးတော့ဖျားဖျားတန်ကာရဲ့ဂုံတော်တွေကိုကိုကလှူအလိုမျိုးအာယုံပြုတ်ပြီးလှမ်းချုံရတယ်အဲဘယ်လိုဆိုရလဲဆိုတော့ဒါဘုန်းတော်ကြီးတော်မူတော်မြတ်စွာဘုရားဖျားသူရတို့ခန္ဓာ၅ပါးယုံနံနှစ်ပါးအတတ်နဲ့ခန္ဓာအားအတတ်နဲ့ခန္ဓာရောဖျားသူပြီးတော်တို့ပိုင်ဆိုင်တော့ နော်အဲ့တော့တက်ရှိတက်မဲ့အရာအလုံးတို့ကိုဖျားရှင်အားဒီတော့အနှင်းပါတယ်ဗျာလှူဒန်းပါတယ်ဗျာနော်ဖျားကိုအနှင်းတာကိုယ့်ရဲ့ခန္ဓာကိုလည်းအနှင်းတယ်ကိုယ့်ရဲ့ပစ္စည်းတွေလည်းအတ်တယ်ဖျားကလည်းမယူပါကိုယ်ပြန်စွန့်တာပဲလीနော်အမှန်ကဒါပေမဲ့ဖျားရဲ့အားတွေယူတော့ငါဖျားသားတော့ငါဖျားသမီးတော့ဖြစ်သွားပြီတေလို့ဖြစ်သွားအောင်နော်ဒါဖျားဟိုတမက်စွာဖျားရှင်ကအနှင်းပါတယ်ဗျာ ဒါဖရာတရားတန်ခါရဲ့ယုံဖရာတရားတန်ခါအနှင်းပါတယ်ဆိုပြီးတော့ကိုယ့်ရဲ့အတတ်နဲ့ခံတော့အဓိကအနှင်းလူတန်းရမယ်လေးလေးနက်နက်အနှင်းလူတန်းရမယ်နော်ဘာကြောင့်အနှင်းလူတန်းခိုင်းတာလဲဆိုတော့ဖရာရှင်ပိုင်ဆိုင်တဲ့တက်ရှိတက်မဲ့အရာတွေကိုမြမာနဲ့လူမိတို့သောပုဂ္ဂိုလ်များမနှောက်ယှက်မဖြစ်စေနိုင်ဘူးတဲ့နော်ဖရာကိုလူတန်းလိုက်ပြီဆိုတော့ဖရာပိုင်သွားပြီဖရာရှင်နဲ့ပိုင်ဆိုင်တဲ့တက်ဆိုင်တယ်ဆိုရင်ဟိုတော့တာတနာတော်ဆောက်နှက်ကောင်းနှက်မြက်တွေကပူပြီးစောင့်ရှောက်ရတယ်နော်အဲ့တော့တို့မှတာဝန်ဖြစ်သွားတယ် ပိုဆွမ်းသွားတာပေါ့နော်ဒါကြတော့ကိုယ့်ရဲ့အတတ်နဲ့ခန္ဓာကိုဘုရားအဓိကလေးနဲ့နဲ့ထားလှူရမယ်ပြီးတော့ဒင်္ဂဝါလူသစ္စမကပွင့်တော်မူခဲ့ပြီးတော့လုံးစုံသောဘုရားတရားတန်ကယရဏမြတ်သုံးပါတို့ဤတကောရှင်သောမေတ္တာတော်အစွမ်းအာနုဘောများအားလုံးတို့သည်ဘုရားတပည့်တော်တို့ဤခန္ဓာကိုယ်တွင်ပတ်နဲ့တန်၌အခါခတ်သိတည်ပါစေတည်းဒီဗုဒ္ဓဂုံတော်မြတ်သာဝရကိုလုံးချုပ်ပါသည်ဘုရား ဓမ္မဂုံတော်အမဲထာဝရကိုလို့ချုံပါသည်ဗျာတန်ခါဂုံတော်အမဲထာဝရကိုလို့ချုံပါသည်ဗျာဘုရားတရားတန်ခါယရဏမြတ်သုံးပါးတို့၏တကောရှင်စွာမေတ္တာတော်အစွမ်းအာနုဘောများကြောင့်ဘုရားတိတော်တို့သည်ကြာရောက်ဆဲကြာရောက်လက်တန်တော်ဘေးဥပ္ပအန္တရာယ်ပေါင်းမှအခါခတ်သိကိလို့ညင်၍နေကောင်းချမ်းမှာတက်ရှိပါစေတည်းလောကီလောကကောင်းကျိုးလိုအပ်ဆန္ဒများတိုးပွားပြည့်စုံ၍သာသနာ့ကျိုးလောကကျိုးတိုးရဆောင်ရွက်နိုင်ပါစေတည်းအဲနော်အဲ့လိုမျိုးအာယုံပြု ီးတော့မလုပ်အောင်မလဲเนาะအဲ့လိုမျိုးတွေလုပ်ပြီးမှဖျားဖျားတန်ကတော့မှရိုးရိုးဖျားဖျားတန်ကမဟုတ်ဘူးเนาะဂင်းကဝါလို့တဲဆုမကပြုံးတော်မူခဲ့ပြီးတော့ဘုန်းတော်ဖျားရအများကြီးပွင့်ခဲ့တာဖျားရအားလုံးအာယုံပြုလိုက်เนาะလူလိုပြောရရင်ဟာလို့ပတ်ဆိုင်ကုန်တာလည်းမဟုတ်ဘူးဒါပေမဲ့ကိုတုံးလိုက်တဲ့အဲ့ဒီကိုပြောလိုက်တဲ့အဲ့ဒီစကယ်လုံးလေးပုံမူတည်ပြီးတော့ပါဝါကွာသွားတာအနေအများ ကဘုရားတရားတန်ခါဆိုတာမှန်ပဲတချို့တွေဘုန်းကြီးတို့ဘုရားငါးစုဘုရားကဘုရားခုနှစ်စုဘုရားကဘုရားခုနှစ်စုကိုအာရုံပြုရင်ဘုရားခုနှစ်စုရဲ့ပါဝါရလာမှာပဲသူရဲ့မေတ္တာတက်တယ်မေတ္တာလှိုင်းတယ်ကိုကအာရုံပြုလိုက်မှာကတချို့ကဘုရားတဆူလာအာရုံပြုအခုအာရုံပြုရမှာကပွင့်တော်မူခဲ့ပြီးတော့ဒိင်္ဂဝါလူတဆမကပွင့်တော်မူခဲ့ပြီးတော့လုံးစုံတော့ဘုရားတရားတန်ခါယတနာမြတ်တော်မှာတို့ဤတကောရှင်သောမေတ္တာတော်အစအာနုဘော်များအားလုံးဒီဘုရားသူတော်တို့ဤခန္ဓာကိုယ်တွင်ပတ်နှစ်တိုင်နဲ့အခါခတ်တဲ့ တိပါစေတည်းဒါရဏမက်တော့မိုင်းဂုံတော်တွေကအာယူလိုက်ရတယ်ဟုတ်ပြီနော်ဟုတ်ပြီဒါတွေပြီးပြီဆိုမှဒါတွေပြီးပြီဆိုရင်ခုဒါမေတ္တာလေးဒါအချင်းကျုပ်လေးနည်းနည်းထပ်ဖို့လဲစိတ်ကိုပူရှင်းတော့အောင်လို့နော်ကိုရဲ့စိတ်အဲဒါမေတ္တာလေးပို့ဂုံတော်ပွားမေတ္တာလေးပို့ပြီးပြီဆိုရင်ကမှအဲ့အဲ့ကကျမှတစ္ဆာဆိုရတယ်နော်အဲ့ဒါပေမဲ့ဟောဇာတခုကြံသေးတယ်အဲ့လိုတစ္ဆာအဲ့လိုမေတ္တာပို့ဂုံတော်ပွားပြီးတော့ တမာတွေကနှကောင်းနှမျက်တွေအားလုံးတိုင်းတည်ပြီးဖိတ်ရနော်ဒါဒါဗုဒ္ဓမြတ်စွာသာသနာတော်ကជីညိုလေးစားကြကုန်တော့ခတ်သိမ်းတော့လူနဲ့ပြမတတ်တော်အပေါင်းနော်လူနဲ့ပြမတတ်တော်အပေါင်းအားလုံးကိုဖိတ်မှန်ပါတယ်နှကောင်းနှမျက်ပေါင်းနှက်ပြမပေါင်းအဓိကအပြင်ဖိတ်မှန်ပါတယ်ဆိုပြီးတော့ဖိတ်ရအားလုံးပိတ်ဖိတ်ပါတယ်အဲဖျားတပြီးတော့ဒီဒါမေတ္တာကိုပေးဖို့ရအမြပေးဖို့မှာဖြစ်ပါတယ်အဲ့လိုတစ္ဆာဆိုမှာဖြစ်ပါတယ်သူတို့အလကားခေါ်တာမဟုတ်ဘူးကိုက ကိုယ့်ရဲ့ကုတ္တောအမျှဝေမှာလေဒီတိုင်းဖိတ်တယ်ဆိုတော့လာမှာမဟုတ်ဘူး။နောက်တို့လည်းမအားဘူးတို့လုံနေတို့တို့ဒါပေမဲ့ကိုကဖုန်ရတန်ကားတွေပိနေကဆုံးကက်တာလေဆုံးကက်ဖို့ပိနေကိုယ့်အိမ်အောင်ပိနေလူချင်းတို့ပိနေအဲ့လိုမျိုးပေါ့နော်။အခုလည်းနေ့တွေကိုဘာလို့ခေါ်တာလဲကိုကကိုယ့်ရဲ့ကုတ္တောတွေကိုတို့ကိုလူချင်းလို့နော်ပတိဒါနာပတ္တနုမောဒနာကိုကပေးချင်လို့ဆိုတော့တို့လာကြတယ်ဒီမေတ္တာအမျှရချင်တယ်တို့ကလေအဲတို့ဖိဖိဖိပြီးမှအလုံးဖျားတရားတန်ကားနဲ့ တကယ်နဲ့ကောင်းတဲ့မြတ်ကြီးရှေ့မှာကိုကလို့တစ္ဆာဆိုကိုပြူထားတဲ့ကုသိုလ်ကိုလေးလေးနက်နက်အာယုံပြုပြီးတော့တစ္ဆာဆိုရတယ်ကိုရပြူထားတဲ့ကုသိုလ်ကောင်းမှုတွေကိုကိုဟုတ်ပြီအခုတစ္ဆာဆိုတဲ့အခါမှာအခုဒါတစ္ဆာဆိုတဲ့အခါမှာဘုရားတို့ဒီကနေ့မှတို့ကအဲ့တစ္ဆာဆိုပြီးဆိုရင်တော့မှဘယ်လိုတစ္ဆာဆိုရမလဲဆိုတော့အရင်ဆုံးကိုပြူထားတဲ့ကုသိုလ်တွေတော့ရှိတယ်အဲ့ရောအရင်မဆိုနဲ့ဟော ဘလို့ထပ်ပြီးသစ္စာဆုံးမလဲဆိုတော့ဖရာတရားတန်ခါရဲ့ဂုံတော်တွေကိုထပ်အားယူအောင်ဆက်စွာလည်းယူသားပြီးပြီပိုအားကောင်းတော့အောင်လို့ဖရာတရားတန်ခါရဲ့ဂုံတော်တွေအားထက်ယူရတယ်။နော်ဘလို့ယူမလဲဆိုတော့အဲ့လိုပေါ့နော်။ဖရာတရားတန်ခါရဲ့ဂုံတော်တွေနဲ့အရင်သစ္စာဆုံးရတယ်။နော်ဖရာတရားတန်ခါရဲ့ဂုံတော်တွေနဲ့အရင်သစ္စာဆုံးမယ်။ဒါဘုန်းကြီးတို့ကရဟန်းတော်မှာပါတယ်နော်။ဒါလောလောဆယ်နားလည်လို့ရအောင်ဘုန်းကအမြန်ပြောပြမယ်။လူပြည်နဲ့ပြည်နဂါးပြည်ဂျမားပြည်ဟောကလုံးပြည်တို့တွင် နှစ်တက်မြတ်နိုးဘွယ်ကောင်းသောယတနာတို့သည်များစွာရှိကြပါ၏ထို့ယတနာတို့ထက်လောကတွင်ဖိယားယတနာတရားယတနာတန်ခါယတနာယတနာမြတ်သောမာသည်နှစ်တက်မြတ်နိုးဘွယ်အကောင်းဆုံးတန်ဖိုးအကြီးမားဆုံးဖြစ်ပါသည်ဗျာဤတစ္ဆာစကားသည်မှန်ကန်ပါသည်ဗျာဟုတ်ပြီနော်တပြားတရားတန်ခါရဲ့ဂေါတော်ကြီးနော်လောကမှာရှိရှိသမျှယတနာဒါယတနာတွေအားလုံးတန်ဖိုးကြီးမားပါလေဆိုတဲ့ဒါယတနာအားလုံးတဲ့ ဘုရားတရားတန်ခါရတနာမြတ်တော်မှာအတန်မိုးကြီးမားဆုံးဖြစ်ပါလေဣတိသာသာတိမှန်ကန်ပါသည်ဗျာလောကတွင်ဘုရားတရားတန်ခါဒါရတနာမြတ်တော်မှာပွင့်ပေါ်လာခြင်းသည်တတ္တဝများ၏ကောင်းကျိုးအတွက်ဖြစ်ပါသည်ဗျာဣတိသာသာတိလည်းမှန်ကန်ပါသည်ဗျာဘုရားတပည့်တော်ဒီဘုရားတရားတန်ခါရတနာမြတ်တော်မှာကိုကြည်ညိုလေးစားကိုးကွယ်စိတ်ကပ်ပါသည်ဗျာဣတိသာသာတိလည်းမှန်ကန်ပါသည်ဗျာ ဘုရားတိတော်ဒီမြတ်စွာဘုရားဟောကြားဆုံးမတော်မူသည့်အတိုင်းဒါနသီလဘာဝနာကောင်းမှုကုသိုလ်များကိုအခါအားလျော်စွာတအားတည်း၍ကြိုးစားပြုလုပ်ခဲ့ပါသည်ဗျာဤတစ္ဆာစကားသည်လည်းမှန်ကန်ပါသည်ဗျာဟုတ်ပြီနော်ဘုရားတရားတန်ခါရဲ့ဂုဏ်တော်တွေနော်ဤမှန်ကန်ကောင်းမြတ်သောတစ္ဆာစကားများဆိုရသောကြောင့်၎င်းနော်ဥပမာတချို့တွေမိဘလုပ်ကြွေးခဲ့ဘူးတယ်ထဲ့ဆိုလို့ရနော်ဒါကြောင့်ဒီအဖေကိုအမေကိုဘယ်လိုပြုစုလုပ်ကြွေးခဲ့ပါတယ်ဗျာ နော်ကောင်းတဲ့အားတွေနဲ့တစ္ဆာဆိုပေါ့နော်အဲအဲ့လိုပေါ့ပြီးတော့ဒါအီမကန်ကောင်းမြတ်တော့ဟောတစ္ဆာစကားများဆိုရတော့ကြောင့်လည်းကောင်းပွင့်တော်မူခဲ့ပြီးတော့လုံးစုံသောဖရာတရားတန်ကယတနာမြတ်တော်မတို့ဤတကောရှိသောမေတ္တာတော်အစံအာနုဘောများကြောင့်လည်းကောင်းဖရာဖရာတပည့်တော်ဒီအတိတ်ဘဝဘဝများစွာကယခုချိန်ဒီ ုလုပ်ထားခဲ့သောဒါနပြုလုပ်ထားခဲ့သည့်ဒါနသီလဘာဝနာကောင်းမှုကုသိုလ်များ၏အစွမ်းအမှုပေါ်များကြောင့်၎င်းဓာတုတော်သည်ဒါယခုကြုံတွေ့နေရသောအခုဟောလည်းတခုပဲပြောလိုက်နော်ကိုအခုကြုံတွေ့နေရတာဘာလဲအဓိကအခက်ခဲရအဲ့ဒီအခက်ခဲကိုကျမ်းမာရေးလားနော်စီပွားရေးလားလူမှုရေးလားဘာလဲအဲ့ဒါကိုအာရုံပြုပြီးတော့ဒီအခက်ကဲအောင်မြင်စွာလျှင်မြန်စွာကြော်လွှားလွန်မြောက်နိုင်ပါစေတည်းဒီအလေးနဲ့တည်ဆောက်ပါ ဟုတ်ပြီနော်ဖရာတရားတန်ခါနဲ့နှကောင်းနှမြတ်တွေရှိမှာကွာတစ္ဆာဆိုတယ်ဆိုပြီးပြီးဆိုမှာကိုပြုထားတဲ့ကောင်းမှုကုသိုလ်တွေအားလုံးကိုကိုပင့်ပိတ်ထားတဲ့နှကောင်းနှမြတ်တွေရောအားလုံးတတ်တော်ရီကိုလေးလေးနဲ့နဲ့အမျှဝေပြီးအမျှဝေပြီးဒါနှက်ပြမာတွေကိုလူဝရှိအောင်ပြန်နိုင်ပါပြီကြောက်နိုင်ပါပြီပေါ့နော်အဲ့လိုတစ္ဆာဆိုရတယ်အားစင်ပို့ပြီးထိရောက်လိမ့်မယ်အဲ့ဒါဖုံးဖုံးကိုတွေ့နော်ဖုံးဖုံးရဲ့ကိုတွေ့ ။ဘာကြောင့်ဖဖွားဒီလိုပို့တစ္ဆာဆိုတာလဲဆိုတော့ဖဖွားကခဏခဏလောကရန်တွေကြုံရလို့အခက်ခဲတွေပုံများတယ်။ဘုန်းတော်ကရေကိုစုံစင်းနေတာမဟုတ်ရေကိုစံတက်တာ။အဲ့တော့တန်တရာဝေါ်ကရေရေလင်ကြောကြီးမှာဒါမှဘုန်းတော်မနစ်မျောကျင်တော့ဘူး။ယောစံတက်ပြီးတော့နိဗ္ဗာန်ကိုအမြဲတမ်းရောက်ချင်တယ်အဲ့လိုရောက်ချင်တော့ဘာဖြစ်လဲကိုအတိတ်ကလုပ်ခဲ့တဲ့အကုသိုလ်တွေကအများကြီးပဲအဲ့ဒီအကုသိုလ်ကိုကအတိတ်ကကုသိုလ်လည်းရှိတယ်အကုသိုလ်လည်းရှိအကုသိုလ်ကတော့တည်ကြတယ်ပုံများတယ်အဲ့ဒီအကုသိုလ်တွေကိုဟောပေါ့ဒီအကုသိုလ်အကျွေးတွေကို ိုကဖြစ်နိုင်ရင်နောက်ဘဝတွေမှာမဆက်ကျင်တော့ဒီတဘဝတွေအခြေဆက်ကျင်တယ်အဲ့ဒါဆိုတော့လောကရန်ဆိုးတွေပိုကြုံရတယ်ပိုကြုံရတဲ့အတချို့အာဟုတုတွေကြတော့ဖျားတရားတန်ဃာတရားတွေအထုတ်လိုက်တဲ့အတွက်အဲ့ဒီအာဟုတုတွေယော့သွားနော်ဟိုလိုတချို့အာဟုတုဝိတ္တွေတွေကြတော့ကြီးတဲ့ခါကြတော့ဟိုလိုတရားထုတ်လိုက်ရင်ယော့တော့ယော့တော့ဟိုလိုတေးတာယော့ပျောက်သွားတယ်ကြီးတာယော့ယော့သွားတေးသွားတယ်ပေါ့အဲ့ဒါအဲ့ဒီတေးတာတော့မအဲ့ဒီတချို့အာဟုတုတွေ အဲ့ဒီစိုးကျိုးတွေကိုအလုံးမတစ္ဆာနဲ့ပါကာကွယ်လိုက်တယ်ပြီးတော့ကိုယ်အတိတ်ဘဝကကိုယ်နဲ့ရန်ညှိုးရန်ဘက်တွေဆိုတာရှိတယ်နော်ကိုယ်ကတော့မေ့နေတာပေါ့ဒါပေမဲ့တို့ကတချို့ကနက်စိမ့်တွေနက်ဘလူးတွေဖြစ်နေတယ်အဲအဲတို့ကလည်းကိုယ်ကိုလို့တိုးတက်မှာဆိုတော့အရင်ဘဝရဲ့ရန်ညှိုးကြောင့်လိုင်းနှောင့်ရှက်နေတာရှိကိုယ်ကတော့မမြင်တော့မသိဘူးနော်ပြီးတော့သာသနာ့ကိုမကြည်ညိုတဲ့ပုဂ္ဂိုလ်တွေနှောင့်ရှက်တာလည်းရှိတယ် ကိုကြောင့်အတိတ်ကထိခိုက်နေနာခဲ့တဲ့သူတွေပဲဖြစ်ဖြစ်ကိုကြောင့်မဟုတ်ဘဲနဲ့သူ့အတူတက်တက်မုန်းနေတဲ့သူတွေအဲ့လိုပုံစံတွေကရှိတယ်။ကိုဘလောက်ပဲဖြူစင်နေပါစေဘလောက်ပဲမှန်နေကောင်းနေပါစေကို့ကိုမုန်းတဲ့သူဆိုတာတီးတန့်ရှိတယ်။နော်ကိုကိုကတော့မသိတာလေကို့ချစ်တဲ့သူတွေရှိတယ်လို့မုန်းတဲ့သူတွေရှိဟာဖျားသူတော့စိတ်ရင်းကောင်းတယ်သူတော့မှရန်သူမရှိဘူးမထင်နဲ့နော်ရန်သူသာရှိတယ်ကိုကတော့ရန်သူလို့မတတ်မှတ်ပေမဲ့ကို့ကိုမလိုတဲ့သူသာရှိတယ်ဟုတ်ပြီနော် ဒါကကြုံရတာပဲ။ဘုန်းတော်လောကမှာအဖြူစင်ဆုံးအမြင့်မြတ်ဆုံးဖြစ်တဲ့အနိုင်မဲ့မြတ်ဗုဒ္ဓတော်ရန်သူတွေအများကြီးပဲ။ရန်သူတော်ဘုရားရန်သူလို့မတတ်မဲ့ဘုရားအောင်ရန်သူလို့တတ်မဲ့ပြီးတော့လောကကျန်တဲ့သူတွေအများကြီးရှိ။ဟုတ်ပြီနော်။အဲ့ဒါဆိုတော့မြင်ရမမြင်ရပုဂ္ဂိုလ်တွေလူတွေထဲမှာလည်းအဲ့တိုင်းပဲကဲထား။အဲ့ကြတော့ကိုကအဲ့ပုဂ္ဂိုလ်တွေကလည်းကိုကိုအကျိုးမဲ့လိုလားတယ်။ကိုကိုဒုက္ခရောက်စေခြင်းတော့မျိုးစုံအောင်ဆက်တယ်။ကိုကအဲ့လိုတစ္ဆာနဲ့ကြော်ရတယ်။ဘုရားအဲ့လိုကြော်တယ်။အဲ့ကြတော့အတိတ်ကပြုခဲ့တဲ့အကုသိုလ်တွေကိုလုပ်ခဲ့တဲ့အကုသိုလ်ဝိကျွေးတွေကိုတပွားတဲ့နဲ့အခြေဆက်ချင်တယ်တရားနဲ့လည်းဆက်မယ် အဲ့လိုတစ္ဆာနဲ့လည်းကြော်လို့ရသလားကြော်မလိုက်ကြော်လွားပလိုက်တာအဖေကအဲ့လိုတွေတစ္ဆာဆိုတော့အခက်ခဲတွေအများကြီးအောင်မြင်စွာကြော်လွားနိုင်သွားတယ်လုံမြောက်နိုင်သွားတယ်ဟုတ်ပြီနော်အဲကြတော့ဘုန်းကြီးတို့ဒီကဓမ္မတွေဒါအကြမ်းမြင်ဘုံပြောတာအချင်းကနင်းသွားတဲ့အတွက်ဒီလင်းနဲ့ထိရောက်တဲ့တစ္ဆာဆိုနီရေရောပေါ့ပေါ့လေးဆိုရင်တော့မစွမ်းဘူးပေါ့ဒီလိုလားဆိုကြည့်တည်တာလေးမယ်နော်ကိုယ့်ရဲ့ပါဝါကိုယ့်ရဲ့စိတ်အားဆိုင်ရင်ဆိုင်နေတယ်လောက်ပို့ပြီးထိရောက်လိမ့်မယ်ဟုတ်ပြီနော်ကဲအိုက်ပြီအဲ့ဒီတော့အားလုံးလို့ရှင်များ အလုရှင်များမွေးနေ့ရှင်များတရားဓမ္မများအားလုံးအလုရှင်မိသားစုများတရားနာပိဋကအပေါင်းမြေမြေပုဂ္ဂိုလ်ပေါင်းအားလုံးအားလုံးတို့သည်နေကောင်းကြမှာစွာဖြင့်ကတိတုံးပါပဲယနေ့မျိုး၅ပါးပေးမှာခါခတ်တင်ကင်းလို့ငြင်း၍ဘဝတက္ကံတူတူလေးမှာမိမိရဲ့ဘဝကိုတန်ဖိုးရှိအောင်အေးချမ်းအောင်ငြင်းချမ်းအောင် နေနိုင်ပါစေမြတ်ဗုဒ္ဓရေဒီလာတမကြီးပြည်နာသူတော်ကောင်းတရားများတိုးပေါင်းတိုးတက်အောင်ကြင့်ကြံအားထုတ်နိုင်ပါစေလောကရန်စိုးပေါင်းများစွာမကောင်းသောကကြမ္မာစိုးပေါင်းများစွာလောကရန်မုံတိုင်းများကိုလည်းဓမ္မဖြင့်တစ္ဆာတရားများဖြင့်အောင်မြင်လွယ်ကူလှင့်မြန်စွာကြော်လွှားနိုင်၍လောကုတ္တရာကောင်းကျိုးစီးပွားဖြစ်တော်သောတိလာတမကြီးပြည်နာမညံဘုံညာတရားမြတ်များကိုလည်းတိမြင်အောင်အားထုတ်နိုင်ကြတော်မြတ်ဗုဒ္ဓရေအရိယာတော်တမီးတော်များသူတော်ကောင်းများဖြစ်နိုင်ကြပါစေကုန်တည်း